မင်္ဂလာမနက်ခင်ပါရှင်အခုချိန်ကစပြီး Radio UNG ရဲ့2025ခုနှစ် March 29ရက်နေ့မနက်ခင်းပြည်ရင်းသတင်းများကိုတင်ပြပေးပါမယ်။ကျွန်မကတော့နှွေးမိုင်းဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ငလှဉ်လှုပ်ခတ်ပြီးပြီးချင်းအရေးပေါ်စည်းဝေးခေါ်ယူကအရေးပေါ်ခြေနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီလုပ်ငန်းစဉ်များကိုစတင်တဲ့သတင်းကိုဥစွာတင်ပြပေးသွားပါမယ်။ အမျိုးသားရင်သွေးရေးအစိုးရအနေဖြင့်ငလင်လှုပ်ခတ်ပြီးပြီးချင်းအရေးပေါ်စည်းဝေးခေါ်ယူကာအရေးပေါ်ချင်းနဲ့စီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏လုပ်ငန်းစဉ်များကိုစတင်နေပြီလို့အသိပေးထုတ်ပြန်ပါတယ်။အင်းအားပြင်းငလင်လှုပ်ခတ်ခဲမှုနဲ့ပတ်သက်သည့်အရေးပေါ်ထုတ်ပြန်ကြေညာချက်ကိုမတ်လ28ရက်အမျိုးသားရင်သွေးရေးအစိုးရကထုတ်ပြန်ပါတယ်။ 2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်မွန်းလွဲ7:50မိနစ်ဝန်းကျင်တွင်မြန်မာနိုင်ငံစကိုင်းမြို့ဤအနောက်မြောက်ဘက်16ကီလိုမီတာအကွာတွင်အင်အား9.3ခုနှစ်ပမာဏရှိ အလိုအင်အားပြင်းသောငလျင်ငလျင်အတက်အစအရငလျင်ကြီး major earthquake လုခတ်ခဲ့ပါသည်အဆိုပါငလျင်သည်အနောက်10ကီလိုမီတာတွင်ဗဟိုပြုလုခတ်ခဲ့သည့် ဇောက်တိန်အမျိုးအစားငလှင်ဖြစ်ပြီးဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအို၊ထိုင်း၊မြန်မာနဲ့တရုတ်နိုင်ငံတို့တွင်တက်ရောက်မှုများရှိခဲ့လို့ဖော်ပြပါရတယ်။အဆိုပါငလှင်လှုပ်ခတ်မှုများကြောင့်စကိုင်းတိုင်း၊မာလီတိုင်းနဲ့အနီးတဝိုင်းမြို့များတွင်သတ္တနိကအဆောက်အဦအမွေနဲ့အဆောက်အဦများအပါအဝင်အဆောက်အဦများပြိုကျပျက်စီးခြင်း၊ရေပြိုခြင်း၊လမ်းတရာများပျက်စီးခြင်းတို့ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရပြီးအမျိုးသားရင်သွေးရေးအစိုးရနေဖြင့်ငလှင်လှုပ်ခတ်ပြီးပြီးချင်း အရေးပေါ်စည်းဝေးခွန်ယူကအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီလုပ်ငန်းစဉ်များကိုစတင်တက်ဝင်စေပြီးသက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လိုအပ်သောလုပ်ငန်းဆောင်တာများကိုဌာနလိုက်အလှည့်မြန်လှုပ်ဆောင်ကြရာစီစဉ်ဆောင်ရွက်ခဲ့လို့ဆိုပါရဲလက်ရှိချိန်တွင်ငလှဉ်တန်းကြောင့်လူအသေးပြောင်းတဲ့ထိခိုက်ဒဏ်ရာရရှိမှုများပျက်စီးဆုံးရှုံးမှုများစင်းကိုကောက်ယူစုဆောင်ခြင်းမိမိတို့၏ဆိုးမိုးထိန်ချုပ်နေမည်များတွင်ပူကြီးကျဲလုပ်ငန်းများပြန်လည်နေရာချထားရင်းနဲ့ ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုအချိန်နဲ့တပြေးညီလုပ်ကိုင်ဆောင်ရွက်လက်ရှိရလို့ဆိုပါတယ်။ထို့ပြင်ထိုင်းနိုင်ငံအတွင်းငလင်ကြောင့်စောက်လက်ဆအဆောက်အဦပြိုကျပျက်စီးကမြန်မာအလုံသမားများအပါအဝင် စောက်လုံရေးအလုံသမားများအသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရကြသည်ဟုကြားသိရ၍လည်းများစွာစိတ်ချခိုက်ရကြောင်းဖော်ပြအပ်ပါရရှင်။ဆက်လက်ပြီးမြေငလင်လှုပ်ခတ်မှုပြည်သူတွေနဲ့ က်တူအလွန်စိတ်မကောင်းဖြစ်မိပြီးလူသားစာနာအကူငီတွေပြည်သူ့ကကာကွယ်စောင့်ရှောက်တဲ့အကူငီတွေအတွက်စတင်နေပြီလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အင်းအသိပေးပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။မြင်းကလေးလှုပ်ခတ်မှုပြည်သူတွေနဲ့ထက်တူအလွန်စိတ်မကောင်းဖြစ်မိပြီးလူသားစာနာအကူငီတွေပြည်သူ့ကကာကွယ်စောင့်ရှောက်တဲ့အကူငီတွေအတွက်စတင်နေပြီလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အင်းကအသိပေးပြောပါရစေ။ အင်အားပြင်းငလင်းလှုပ်ခတ်ခဲ့မှုနဲ့ပတ်သက်၍လူသားချင်းစာနာထောက်ထားရင်းနဲ့ရင်းနယ်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြည်သူ့တို့ပြောကြားရမှာပြောပါရဲကနဦးတရင်အချက်လက်တွေအရမန္တလေးစကိုင်းနေပြည်တော်ပဲခူးနဲ့ရှမ်းပြည်တော်မှာအဆောက်အဦတွေထိခိုက်တာတင်မကပဲနဲ့ပြည်သူတွေတည်ကြည်ပျက်စီးတာလည်းကြားသိရပါရဲကျွန်တော်တို့ပြည်သူတွေဟာ ယူကြောင့်ဖြစ်ရတဲ့ဘေးကအမျိုးမျိုးခံစားနေရတဲ့အပြင်တဘာဝဘေးကြီးကြီးမားမားခံစားရတဲ့အတွက်ကြောင့်ပြည်သူတွေနဲ့ထပ်တူအလွန်စိတ်မကောင်းဖြစ်မိပါတယ်။ထပ်တူလည်းခံစားမိပါတယ်။ကျွန်တော်တို့ NUG အနေနဲ့ပြည်သူတွေအတွက်နံပါတ်1အနေနဲ့ဤပြည်မှာလှုပ်ရှားဆောင်ရွက်ရတာဖြစ်ပါတယ်။လူသားစာနာအကူအညီတွေဤသူကိုကာကွယ်စောင့်ရှောက်တဲ့အကူအညီတွေဆိုရင်တော့ကျွန်တော်တို့မှာဤပြည်မှာလက်တွေ့ဖွဲ့စည်းထားပြီးတော့ပုံရိပ်တွေနဲ့တိစောက်ထားရတာဖြစ်ပါတယ်။အခုလိုမျိုး မိဒံကြရောက်တဲ့အခါမှာပြန်ပြီးတော့ချိတ်ဆက်ဓာရီတိုက်တွန်းဓာရီလက်တွေကောင်းတဲ့ပေါ်ဓာရီဓာရီကိုဆောင်ရွက်ရပါတယ်။ငကူကရှိပြီးဖြစ်တဲ့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ညှိနှိုင်းဆောင်ရွက်ရေးကော်မတီဖြစ်တဲ့ဒီကော်မတီကိုငလှင်ဖြစ်ပွားပြီး၄နိုင်အတွင်းမှာအကောင့်ထဲပေါ်ခဲ့ပြီးဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပြည်သူတွေအတွက်ကို ညှိနှိုင်းစ조사ဆောင်ရွက်ဖို့စီစဉ်နေပြီဆိုတာကိုအသိပေးလိုပါတယ်လို့ပြောပါတယ်။မြေပြင်တွင်ငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုကိုအချက်လက်ကောက်ယူနေပြီးနောက်ဆက်တွဲငလျင်နဲ့ပတ်သက်၍အသိပညာပေးမှုများလည်းလှုပ်ဆောင်နေလို့ဝန်ကြီးကပြောပါတယ်ရှင်။ငလျင်နံကြောင့်ပြိုကျတဲ့တောင်ကိုကန်တော်ပလီတွင်တေဆုံးသူဆက်လက်ရှိတဲ့တင်းဆက်လက်တင်ပြပါမယ်။ ငလီရန်ကြပြိုကျတဲ့တောင်မူကန်နော်ပလီတွင်တည်ဆုံးသူ၁၄ရှိရလို့တင်ရရှိပါရယ်မတ်လ၂၈ရက်နေ့တောက်ကြနှင့်မွန်လွယ်ပိုင်းပလီမှာဝက်ပြုတ်နေစဉ်ငလီလုတ်ခတ်ချိန်နဲ့တိုက်ဆိုင်ကတည်ဆုံးမှုဖြစ်ပွားခဲ့ရလို့ဒေသတင်းရင်းမြစ်များကဆိုထားပါရယ်၂၀25ခုနှစ်မတ်လ၂၈ရက်နေ့မြန်မာစံတော်ချိန်မွန်လွယ်၁၂:၅၀မိနစ်ဝန်းကျင်တွင်မြန်မာနိုင်ငံစကိုင်းမှုစကိုင်းမြို့ဘ ഹു ပြုတ်၍အင်အား9.8ပမာဏရှိ အလွန်အင်အားပြင်းသောငလျင်လှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံအတွင်းသေဆုံးမှုများရှိခဲ့ပါတယ်။လက်တလုံးမှာနေအိမ်အဆောက်အဦများပြိုကျ၍အရေးပေါ်ကိစ္စရင်းနဲ့ထောက်ပံ့ကူညီမှုများလိုအပ်လည်းရှိပါတယ်ရှင်။ချက်သမရနိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးမှရန်ပုံငွေအစီအစဉ်ပြင်ဆင်ထားရှိပြီးငလှင်ဘေးဒဏ်အတွက်ပြည်သူ့မှပြည်သူ့တို့အထူးစီစဉ်တွင်ပါဝင်နိုင်တဲ့သတင်းကိုနောက်ထပ်တင်ပြပါမယ်။ ချက်သမရနိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးမှရန်ပုံငွေစီစဉ်ပြင်ဆင်ထားရှိပြီးအလင်းမေးတံအတွက်ပြည်သူ့မှ ပြည်သူတို့အထူးစီစဉ်တွင်ပါဝင်နိုင်တယ်လို့မတ်လ28ရက်ထုတ်ပြန်ပါတယ်။အလင်းမေးတံအတွက်အရေးပေါ်လိုအပ်သည့်ဒေတာများထံတအားသရွေ့ကူညီပေးနိုင်ရအတွက်ချက်သမရနိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးမှရန်ပုံငွေစီစဉ်ပြင်ဆင်ထားရှိတယ်လို့ဖော်ပြပါတယ်။ရက်ဝေးရောက်မြန်မာနိုင်ငံသားများ တော်လှန်ပြည်သူများဝန်ဝန်ကူညီပေးနိုင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပြီးရန်ပုံငွေအစီအစဉ်တွေပါဝင်နိုင်ရာကိုယ်စားလှယ်ရုံးမှဖော်ပြထားတဲ့လိင်မှတစ်ဆင့်ပြည်သူ့မှပြည်သူတို့စာနာသည့်စိတ်စေတနာတို့ဖြင့်လှူဒါန်းနိုင်ကြောင်းအသိပေးထားပါရရှင်။စင်ကာပူအရက်ဖက်ကားကွယ်ရေးတပ်ဖွဲ့ကမြန်မာနိုင်ငံအတွင်းကူညီကဲဆဲလုပ်ငန်းများဆောင်ရွက်ရာတဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအာဆီယံလူသားချင်းစာနာမှုအကူအညီဆိုင်ရာဤနိုင်ရေးဘဟုဌာနနဲ့ဤနိုင်ဆောင်ရွက်လက်ရှိတဲ့တရင်နောက်ဆုံးတင်ပြပါမယ်။ င်ကာပူအရေးဖက်ကာကွယ်ရေးတပ်ဖွဲ့သည်မြန်မာနိုင်ငံတွင်မြို့ပြရှာဖွဲကဲဆဲလုပ်ငန်းများအပြင်တဘာဝဘေးအနေဆိုင်ရာကဲဆဲလုပ်ငန်းများကိုကူညီဆောင်ရွက်ရန်တဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအာဆီယံလူသားချင်းစာနာမှုကူညီဆိုင်ရာညှိနှိုင်းရေးဗဟုထာနာနှင့်ညှိနှိုင်းဆောင်ရွက်လက်ရှိရလို့သတင်းထုတ်ပြန်ပါတယ်။ မတ်လ28ရက်စင်ကာပူနိုင်ငံခြိုင်းဝင်ကြီးဗီဗီယန်ဘလခိဆန်ကအသိပေးဖော်ပြပါရယ်2025ခုနှစ်မတ်လ28ရက်ကမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့နဲ့လှုပ်ခတ်ခဲ့သောငလင်ကြောင့်အသက်ဆုံးရှုံးမှုနဲ့ ျက်စီးဆုံးရှုံးမှုများအတွက်စင်ကာပူအစိုးရအနေဖြင့်အထူးဝန်ထဲကြေကွဲမိကြောင်းနဲ့ထိခိုက်နစ်နာရသူများအားဝန်ထဲကြောင်းနဲ့စာနာစိတ်ဖြင့်ပြောကြားခဲ့လို့ဖော်ပြပါတယ်။ဒါ့အပြင်စင်ကာပူအစိုးရသည်အကူအညီများတိုးချဲ့ပေးရန်အသိရှိနေပြီးစင်ကာပူအရက်ဖက်ကာကွယ်တပ်ဖွဲ့သည်မြန်မာနိုင်ငံတွင်မြို့ပြရှာဖွဲကယ်ဆယ်လုပ်ငန်းများအပြင်တဘာဝဘေးအနေဆိုင်ရာကယ်ဆယ်လုပ်ငန်းများကိုကူညီဆောင်ရွက်ရန်တဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလူသားချင်းစာနာမှုကူညီဆိုင်ရာဤနိုင်ရေးဗဟုဌာနနှင့် ညှိနှိုင်းဆောင်ရွက်လက်ရှိရလို့ဖော်ပြထားပါတယ်ရှင်။အခုဆက်လက်ပြီးကြန့်ရှိနေတဲ့သတင်းများကိုကိုနယ်ဦးနိုင်ကဖတ်ကြားပေးပါဦးရှင်။မင်္ဂလာပါခင်ဗျာအခုဆက်လက်ပြီးတော့ကြန့်ရှိနေသေးတဲ့ပြည်တွင်းသတင်းတွေကိုကျွန်တော်ຫນွေဦးနိုင်ကဆက်လက်ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာအမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ၏သက္ကိုင်းငလင်းဆိုင်ရာထုတ်ပြန်ကြေညာချက်ကိုတင်ပြပေးပါမယ် အမျိုးသားညီညွတ်ရေးအတိုင်းအမြင်ကောင်စီ၏စကိုင်းငလင်ဆိုင်ရာထုတ်ပြန်ကြေညာချက်ကို2025ခုနှစ်မတ်လ28ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်မှာတ2025ခုနှစ်မတ်လ28ရက်နေ့လယ်တနာရီဝန်းကျင်မှာစကိုင်းမြို့အနီးတစ်ဝိုက်ကိုဗဟိုပြုပြီး Ristas K ခွန်တသမခွန်ကန့်ရှိတဲ့အင်အားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ငလင်တန်းကြောင့်မြန်မာနိုင်ငံအပါအဝင်အိမ်နီးချင်းနိုင်ငံများမှာအဆောင်အအများပြားပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးတော့ပြည်သူများထိခိုက်ဒိဆုံးမှုရှိခဲ့ကြပါတယ်။နှစ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေဖြင့်မြန်မာနိုင်ငံနှင့်အိန္ဒိချင်းနိုင်ငံများမှငလင်တန်းခံစားရတဲ့ပြည်သူများအထက်အထူးကြေကွဲဝမ်းနည်းရပါကြောင်းညှိုးငင်စွာကြေညာအပ်ပါသည်။၃ငလင်များ၏သဘောတဘာဝအရာနောက်ဆက်တွဲငလင်များဆက်လက်လှုပ်ခတ်လာနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေဖြင့်တည်ရှိစွာကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားပါရန်နှင့် BND ရှိနိုင်သောနေရာများမှယာယီရှောင်ရှားနေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။၄ ကုလသမဂ္ဂအာဆီယံနဲ့နိုင်ငံတကာအနေဖြင့်စစ်ကောင်စီ၏အကြမ်းဖက်မှုများအကြားမှာတဘာဝဘေးဒုက္ခထမှန်ခံစားနေကြရတဲ့မြန်မာနိုင်ငံမှပြည်သူများအထွတ်လူသားချင်းစာနာမှုဆိုင်ရာနေဆက်ဖြတ်ကျော်အရေးပေါ်ကူညီကယ်ဆယ်မှုများ Cross Border Emergency Humanitarian Aid အမြန်ဆုံးပံ့ပိုးဆောင်ရွက်ပေးပါရန်မြစ်တာရက်ခံတောင်းဆိုအပ်ပါသည်ငါဒါပြင်လොမြောင်နေမီများမှမဟာမိတ်အင်အားစုများအနေဖြင့်ငလင်တန်တဲ့ပြည်သူများရဲ့ဒုက္ခကိုတက်ဆွမ်းသမျှဝိုင်းဝန်းကူညီကြပါရန်လဲ နှိုးစော်အပ်ပါသည်6အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီအနေဖြင့်ငလင်တန်းကြောင့်ထိခိုက်ခံစားနေရတဲ့ပြည်သူများနဲ့တသားတဲ့အတူခံစားပူပန်နေရပါကြောင်းလဲလေးစားစွာအတိပေးကြညာအပ်ပါသည်ဟုဖော်ပြပါရှိပါရခင်ဗျာဆလဘီငလင်တန်းသင့်ပြည်သူတွေကိုတက်နိုင်တာကိုညီဆောင်ရှောက်ပေးကြဖို့ပြည်သူများနဲ့နိုင်ငံတကာအတိုင်းဝိုင်းအား NUG ဝန်ကြီးများအတိပေးနှိုးဆော်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် ငလင်တန်းစဉ်ပြည်သူတွေကိုတက်နိုင်တာကိုကြီးစောင့်ရှောက်ပေးကြဖို့ပြည်သူများနဲ့နိုင်ငံတကာအတိုင်းဝိုင်းအား NUG ဝန်ကြီးများအသိပေးနှိုးဆော်ထားပါရယ်မလတ်နဲ့၁၈ရက်နေ့မွန်လွဲပိုင်းမြန်မာနိုင်ငံမှာငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြည်သူချင်းစောင့်ရှောက်ရမယ့်အချိန်ပါပဲငလင်တန်းစဉ်ပြည်သူတွေကိုတက်နိုင်တာကိုကြီးစောင့်ရှောက်ပေးကြဖို့နှိုးဆော်အပ်ပါတယ်လို့အသိပေးဆိုထားပါရယ် ဇကိုင်းမြို့နယ်အနီးမှာ Rista K ခွန်တသမခွန်အဆင့်ရှိတဲ့အင်အားပြင်းငလင်းတစ်ခုလှုပ်ခတ်ရာမန္တလေးမြို့ရှမ်းပြည်နယ်အောင်ပန်းစတဲ့မြို့ကြီးများကိုလည်းလှုပ်ခတ်ခဲ့ပါတယ်။ဇကိုင်းမြို့နယ်အနီးမှာ Rista K ခွန်တသမခွန်အဆင့်ရှိတဲ့အင်အားပြင်းငလင်းတစ်ခုလှုပ်ခတ်သွားကြောင်းတရင်ရရှိတဲ့အတွက်ကြောင့်ဝမ်းနည်းမိပါကြောင်းဤကဘေးဟာမြမပြည်သူပြည်သားများအပေါ်မထင်မှတ်နိုင်သောဒုက္ခများကိုပေးဆောင်ထားပြီးဖြစ်တဲ့ရက်ဆက်ကြမ်းကြုတ်သောစစ်တပ်ရဲ့ဖိနှိပ်မှု၏နောက်မှာဖြစ်ပေါ်လာရပါတယ်။ ကျွန်တော်တို့ဟာလိုအပ်နေသူများအားကူညီရန်တက်နိုင်သမျှကျွန်ုပ်တို့၏စွမ်းရည်အတွင်လှုပ်ဆောင်နေတော်လဲဤအဖြစ်ဆိုဤအတိုင်းတာဟာကြီးမားလွန်းလာပါれဤအချက်တဲကာလမှာတင်းဤအကူအညီကိုတိုးချဲ့ပေးရန်နိုင်ငံတကာအတိုင်းဝိုင်းအားကျွန်ုပ်တို့အရေးပေါ်တောင်းဆိုအပ်ပါれလို့ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကဆုတောင်းပါရခင်ဗျာ ဆက်လက်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့ချက်တူချက်နယ်မြေမှာငလင်ကြောင့်တထက်လုံးပြိုကျတဲ့ဆောက်လုပ်ဆဲတိုက်ထဲပိတ်မိရာမှာမြန်မာရွှေပြောင်းလုတ်သားပါဝင်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ချက်တူချက်နယ်မြေမှာငလင်ကြောင့်တထက်လုံးပြိုကျတဲ့ဆောက်လုပ်ဆဲတိုက်ထဲမှာပိတ်မိရာမှာမြန်မာရွှေပြောင်းလုတ်သားတို့ပါဝင်တယ်လို့သတင်းရရှိပါရယ်။မလ28ရက်နေ့မုံလဲပိုင်းမှာငလင်လှုပ်ခတ်ပြီးတော့အဆောင်လှုပ်ခတ်ကပြိုကျမှုဖြစ်ပွားခဲ့ရပါတယ်။ ငလင်ကြောင့်ပြူကျတဲ့အဆောက်အုံအတွင်းပိတ်မိနေတဲ့အလုသမားများအတွက်အထူးပဲစိတ်မကောင်းဖြစ်မိပါတယ်။မြေဥတော်လန်ရေးမှလည်းရှေ့ဆုံးကပါဝင်ခဲ့တယ်လို့မိမိတို့ရဲ့ချွေးနှဲစာတွေနဲ့ပါဝင်အားဖြစ်နေတဲ့သူတွေလည်းဖြစ်ကြတယ်။တစ်ဖက်မှာလည်းသူတို့ကိုမိခိုနေတဲ့မိသားစုတွေရှိနေကြတယ်။ဝမ်းနည်းမှုဟာစကလုံးတွေနဲ့မလုံလောက်ပါဘူးလို့ NUG အလုသမားဒုတိယဝန်ကြီးဦးကျော်နီကလည်းဆိုထားပါတယ်။ဖြစ်စဉ်အတွင်းအလौဒမားတချို့တည်ဆုံးပြီး80ကျော်ပိတ်မိပျောက်ဆုံးနေတယ်လို့လဲထိုင်းသတင်းဌာနများကဖော်ပြထားကြပါရခင်ဗျာ။ ဆက်လက်ပြီးမြင်းငလင်းတဘာဝပြီးထောက်ပံ့စာနာကူညီပြီးကမ်ပိန်းမှာပါဝင်ရန်ဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူအပေါင်းခင်ဗျာဖက်စစ်ကောင်စီရဲ့အကြမ်းဖက်မှုများကြောင့်ဘဝတွေလှုပ်ခတ်ပြူလဲနေရချိန်မှာပြင်းထန်တဲ့မြင်းငလင်းရဲ့လှုပ်ခတ်မှုဒဏ်များကိုပါရုတ်တရက်ရင်ဆိုင်နေကြရတာပါ။ငလင်းဘေးကြောင့်အရေးပေါ်အမြန်ဆုံးထောက်ပံ့အကူအညီလိုအပ်နေရှာတဲ့နေရာဒေသအသီးသီးအတွက်နိုင်ငံအရေးရမှ Spring Development Bank အောင်လန်လွှင့်ချီနှွေဦးတီ SCF မိသားစုနဲ့အသုံးပြုသူများအနေနဲ့ စုပေါင်းပါဝင်မှုများနဲ့အတူလုံခြုံစိတ်ချရတဲ့ပြည်သူ့ဘက်တော်သားဗန် SDP မှလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးရန်ပုံငွေအဖြစ် Ministry of Humanitarian Affairs and Disaster Management NUG နဲ့ချိတ်ဆက်ပြီးတော့လိုအပ်တဲ့လုပ်ငန်းစဉ်များအတိုင်းနှောက်နှေးမှုမရှိဘဲကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ AVLA 17ရက်နေ့အထိကောက်ခံသွားမှာဖြစ်လို့ Spring Crowd Fan SCF မှာ SDB မှာဥဆောင်ပြုလုပ်ထားတဲ့အရေးပေါ်ကမ်ပိန်းမှာဝိုင်းဝန်းပေးဖို့လှူဒန်းနိုင်ဖို့အတိမိတ်ဆွေများကိုလည်းတိုက်တွန်းလို့ဆိုထားပါတယ်ခင်ဗျာဆလဘီစာကစတိုင်းစစ်ဌာနချုပ်ယုံနဲ့စစ်ယုံချုပ်ငလင်ချောင်းပြူကျပျက်စီးမှုရှိတယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ ိုင်းစစ်ဌာနချုပ်ယုံနဲ့စစ်ယုံချုပ်ငလင်ချောင်းပြိုကျပျက်စီးမှုရှိတယ်လို့ CDM ဘူကြီးစင်ယောက အတည်ပြုဆိုထားပါတယ်။နေပြည်တော်လွှတ်တော်အဆောက်အုံပြုခလာရ85တက်ယုံအဆောက်အုံတွေပြုတိုင်းစစ်ဌာနချုပ်ယုံပြုစစ်ယုံချုပ်ထဲမှာလည်းပြုမင်းအောင်လိုင်းအတွက်နမိတ်ဆိုးငလင်ပြည်သူတွေအထူးအခိုက်နေကြပါစေလို့ဆိုထားပါတယ်။ မလ28ရက်ဒေတာစံတော်ချိန်နေ့လေ7:30မှာအင်အားခွန်တသမခွန်ပြင်းအားရှိတဲ့မြင်းကလေးလှုပ်ခတ်မှုမှာစေကောင်စီအချမ်းဖတ်အုပ်စုများအများဆုံးတည်ရှိရာနေပြည်တော်မှာရှိတဲ့လမ်းပိုင်းနဲ့အဆောက်အုံများလည်းပြိုကျပျက်စီးခဲ့ကြပါတယ်။လက်တလုံးမှာလူသေဆုံးထိခိုက်မှုရှိမရှိကိုအတည်ပြုစုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီမြန်မာအထွတ်ဥရောပသမဂ္ဂအနေဖြင့်အရေးပေါ်အကူအညီများပေးရရန်အစဉ်အသင့်ရှိနေတယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ မြန်မာအတွက်ဥရောပသမဂ္ဂအနေဖြင့်အရေးပေါ်အကူအညီများပေးအပ်ရန်အဆင်သင့်ရှိနေတယ်လို့မက်လ28ရက်ညမြချင်းရေးရာကြိုတင်ပြင်ဆင်မှုနဲ့အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာဥရောပကော်မရှင်နာဟာဂျာလာဘစ်ကပြောကြားချက်ကိုဥရောပသမဂ္ဂယုံရန်ကုန်ကထုတ်ပြန်ထားပါတယ်မြန်မာနဲ့ဒေတာကျွန်းတက်ဝိုက်မှာလှုပ်ခတ်ခဲ့တဲ့ Restar Scale အဆင့်9.3ရှိတဲ့ငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုများအတွက်အလွန်ဆိုးရိမ်ဝမ်းနည်းမိတယ်လို့ဖော်ပြထားပါတယ်။ လက်ရှိအခြေအနေကိုဥရောပသမဂ္ဂအနေဖြင့်စောင့်ကြည့်လျက်ရှိပြီးတော့တက်ရောက်မှုအခြေအနေများအားလွယ်ကူချောမွေ့စွာအကဲဖြတ်ဆောင်ရွက်နိုင်ရန် Copernicus ကမ္ဘာမြေမျက်နှာဖြင့်စောင့်ကြည့်ရေးစနစ်အားအသက်သွင်းတက်ဆင်ထားတယ်လို့ဆိုထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်မင်းတီဟန်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ